ူငယ်တွေဘယ်မဖြစ်ကြစေဘူးစာရေးသူတို့မြန်မာလူငယ်တွေကိုတိုက်ရိုက်ပြောနေသလားလို့ထင်ရတဲ့ပုံမြင်လေးတစ်ပုဒ်ကိုပြောပြချင်ပါတယ်စာရေးသူဟောပြောပွဲတိုင်းလိုလိုထည့်ပြောလေးရှိတဲ့ပုံမြင်လေးတစ်ပုဒ်ပါခါတော့ကတောဦးကြီးတို့ခုမှမြင်းရကောင်ရဲ့ငှက်ရကောင်ရဲ့ငားရကောင်ရဲ့ဘဲရကောင်ရဲ့ရှိကြတယ်မြင်းဆိုတဲ့သရဘာကအပြင်းမြင်နဲ့ငှက်ကအမြင့်ပြန်နိုင်တယ်ငားကရေကူးမြင်နဲ့ဘဲကတော့ကြီးလို့လည်းရတယ်ပြန်လို့လည်းရတယ်ရေလဲကူးတတ်တယ် အမတ်တမဲကြီးလိုက်ရင်ဗတ်စုံတက်တယ်လို့ဆိုပြီးအထင်ကြီးနိုင်ပါတယ်။ဒါပေမဲ့တကယ်တည်တည်ကြာစဉ်းစားကြည့်လိုက်ရင်ဘဲဟာပြီးတော့လဲငင်းတော့မပြေးနိုင်ပါဘူး။ပြန်တော့လဲငှက်လောက်မပြေးနိုင်ပါဘူး။ရေကူးတော့လဲငားလောက်မကူတတ်ပါဘူး။ဟိုဆက်ဆက်ဒီဆက်ဆက်နဲ့ဒီနေ့ခေတ်စကားနဲ့ပြောရရင်ဘဲဟာဘယ်နေရာမှာမှ professional မဖြစ်နိုင်ပါဘူး။ဒါကြောင့်ဗတ်စုံဆိုတဲ့စကားအမတ်တမဲကြီးလိုက်ရင်အထင်ကြီးစရာလို့ထင်နေရပေမဲ့ဗတ်စုံတက်တာတော့ဟုတ်ပါတယ်။ တကယ်ကျွမ်းကျင်ရလားဆိုတာကစမ်းစစ်ကြည့်ဖို့လိုပါလိမ့်မယ်။ဆာရီးသူတို့ဒီမှာလူငယ်အချို့ဟာလည်းပုံမြင်တွေကဘဲလိုပဲဟိုဆက်ဆက်ဒီဆက်ဆက်တွေလိုက်လုပ်ပြီး professional မဖြစ်တာတွေတွေ့နေရပါတယ်။ခင်ရဲ့လိုအပ်ချက်ဒါမှမဟုတ်လွှမ်းမိုးမှုတွေအပေါ်မူတည်ပြီးသင်တန်းပေါင်းစုံကိုလိုက်တက်ကြပါတယ်။ LCCI ဆိုရင်လိုက်ပြီးတော့ LCCI တက်ကြတယ်။ management ဆိုလို့ရှိရင်လည်း management တင်မောသားဆိုတော့လည်းတင်မောသား LCCI လောက်နဲ့မရတော့ဘူး ACCA ဆိုတော့ ACCA ကိုရီးယားသွားတာတွေခက်စားလာပြန်တော့လေကိုရီးယားဒီကြားထဲစီးပွားကျွမ်းကျင်နေပါရတော့အဆက်ပါလိုက်သေးတယ်အခုလည်း MBA ဆိုအားလုံးက MBA နေပြန်ကြပြီအဲ့ဒီလိုသင်တန်းပေါင်းများစွာကိုတက်ပြီးတော့ certificate တွေဆုထားလိုက်ကြတာတချို့ဒီမှာအိမ်ဆောင်ရင်အမိုးကာတော့မလို့တော့ပဲရထားတဲ့လက်မှတ်တွေနဲ့မိုးလို့ကာလို့ရလောက်အောင်များကြပါတယ်ပြီးတော့ ဘာကိုတိတိကျကျကျွမ်းကျင်လဲလို့မေးလိုက်ရင်ဟိုဟာလဲတည်တယ်လို့လို့ဒီဟာလဲတက်တယ်လို့လို့နဲ့ဘာမှကိုရေရရမတက်ဘူးဖြစ်နေတတ်ကြပါတယ်တကယ်စိတ်ဝင်စားလို့တကယ်လိုအပ်လို့တက်ရင်ဘယ်တင်နှမ်းမစို့တက်ပါတက်ပြီးရင်လဲတက်အောင်လုပ်ပါတကယ်တက်ကျွမ်းကျင်ရင်တကယ်နေရာရှိပါတယ်ဘာမှမတက်ရင်တော့ဘလောက်ပဲလက်မှတ်တွေခြင်ထားပါစေနေရာရဖို့မလွယ်ပါဘူးဟိုတလောကစေတန်းမှာဝိဇာဘာသာတွေယူတဲ့လူတွေနေလာတယ်လို့ဂျာနယ်ထဲမှာဖတ်လိုက်ရတယ်ပထဝီသမိုင်းစတဲ့ ဝိဇာဘာသာရပ်တွေနဲ့ကြောင်းပြင်းဘာမှလုပ်လို့မရဘူးလို့ယူဆကြတဲ့အတွက်ယူတဲ့လူနေပါလာတာလို့ဖတ်ရပါတယ်။ဒီလိုဆိုရင်တမိုင်းပညာရှင်ကြီးဒေါက်တာတန်ထွန်းမြန်မာစာပါမောခကြီးဥဖေမောင်တင်တို့လူမျိုးတွေဘလို့ပေါ်ထွက်လာပါသလဲ။နိုင်ငံတကာနိုင်ငံဆိုတာကဏ္ဍတစ်ခုတည်းနဲ့တိဆောက်ထားတာမဟုတ်ပါဘူး။သဆိုင်ရာရာကဏ္ဍလိုက်အမြောက်ကျွမ်းကျင်တဲ့လူတွေလိုပါတယ်။ကဏ္ဍတစ်ခုတည်းမှာစုပြုံနေလို့အဆင်မပြေပါဘူး။ဒါကြောင့်ဝင်ငွေကောင်းတာလူရောများတာတွေထက်ကိုယ်တကယ်လှုပ်ချင်တဲ့နယ်ပယ်ကိုရွေးပြီး တက်မြောက်ကျွမ်းကျင်အောင်လေ့လာသင်ယူကြစေချင်ပါတယ်မြန်မာလူငယ်တွေပုံမြင်တွေကဘဲလို့မဖြစ်ကြစေဖို့ဘယ်နေရာမှာဘယ်နေပင်မှာပဲဖြစ်ပါစေတကယ်တက်ကျွမ်းအောင်လုပ်ကြပါလို့တိုက်တွန်းလိုက်ပါစေလူငယ်တိုင်းသက်ဆိုင်ရာနယ်ပယ်တည်တည်မှာတက်မြောက်ကျွမ်းကျင်ပြီးအောင်မြင်နိုင်ကြပါစေ